တိုက်ခန်းထဲမှာမိခင်ဒေါ်ခင်တန်ဝင်းကွယ်လွန်နေတာ၃ရက်ကြာပြီဆိုတော့ကိုအဖြစ်မှန်နဲ့ရှင်းပြလာခဲ့တဲ့ရှိရှိပွင့်ဖြူရှိရှိပွင့်ဖြူကတော့ဇက်ဖို့တရုတ်ဆောင်ဒေါ်ခင်တန်ဝင်းရဲ့သမီးဖြစ်တယ်လို့နေရလုံးကနုပညာရှင်ဖြစ်တာကြောင့်ပရိသတ်တွေကအားပေးနေကြတာပါမိခင်ဖြစ်သူဒေါ်ခင်တန်ဝင်းကဇက်ဖို့တရုတ်ဆောင်တယောက်အနေနဲ့ဇကားများစွာရိုက်ခဲ့ပေမယ့်ရှိရှိပွင့်ဖြူတို့အိမ်အောင်ကြပြီးချိန်မှာဇကားတွေမှာပါဝင်တရုတ်ဆောင်တာမျိုးမရှိတော့ပါဘူး ရှိရှိပွင့်ဖြူဟာမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတထေးစီရင်ဝင် မောင်းနဲ့လက်ထက်ထိမြလိုက်တာဖြစ်တဲ့အတွက်တထေးအတိုင်းဝိုင်းမိသားစုဖြစ်သွားတာပါ။တာယာနေတဲ့သူတို့ဘွားကဒီရက်မှာတော့ဝမ်းနည်းစရာဖြစ်ပျက်ဖြစ်လာခဲ့ပါပြီ။ရှိရှိပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်ဝင်းက ရုတ်တရက်ဆုံးပါသွားခဲ့တာကြောင့်ပါ။ဒေါခင်တန်ဝင်းကအဲ့ရတဲ့လဲနေတဲ့ယောဂမျိုးလည်းမရှိဘဲရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။ကျကျမမရှိနေခဲ့တဲ့သူကအခုလိုရုတ်တရက်ကွယ်လွန်သွားတဲ့အပေါ်မှာအားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ မိခင်ဖြစ်သူဒေါခင်တဝင်းကတယောက်တည်းတည်တဲ့နေရတာဖြစ်ပြီးတော့တိုက်ခန်းတစ်ခုမှနေထိုင်တာပါရေပွေဖြူကတော့မောင်းနေတဲ့ထက်တိုက်အင်ကြီးမှနေထိုင်တာဖြစ်ပါတယ်မိခင်ဖြစ်သူတယောက်တည်းနေထိုင်ရင်းနဲ့ပဲတိုက်ခန်းမှဆုံးပါသွားခဲ့တာပါကွယ်လွန်သွားပြီဆိုတဲ့သတင်းနဲ့တူရေပွေဖြူရဲ့မိခင်ဖြစ်သူဟာဒီနေ့မှကွယ်လွန်တာမဟုတ်ပဲတိုက်ခန်းထဲမှာ၃ရက်ကြာကွယ်လွန်နေခဲ့တာဆိုပြီးသတင်းတွေပြန့်နှံ့လာခဲ့တာဖြစ်ပါတယ် ကွေလွန်နေခဲ့တာ၃ရက်တောင်မှကြာနေပြီဖြစ်တာကိုဘယ်သူမှမသိတာဆိုပြီးရေးသားပြောဆိုလာခဲ့တာပါတိုက်ခန်းထဲမှာ၃ရက်ကြာကွေလွန်နေခဲ့တာဖြစ်ပြီးအနက်ထွက်လာမှသာဘေးပတ်ဝန်းကျင်ကသိတာလို့အကောင့်တစ်ခုကရေးသားလာခဲ့ပါတယ်အနက်ထွက်လာလို့ဝင်းကြီးမှသာသိတာဆိုတဲ့ပေါ်အားလုံးကလည်းအံ့အားသင့်နေကြတာပါ၃ရက်ကြာတဲ့အထိမသိရအောင်ရေးပွေဖြူတို့ကမိခင်ဖြစ်သူကိုလုံးဝမဆက်သွယ်ဘူးလားဆိုပြီးမိကွန်းထုတ်စရာဖြစ်လာခဲ့တာပါ အပြင်းထန်လေဝေဖန်ခံနေကြရတာပါအခုလို၃ရက်ကြာမှတွေ့တာဆိုပြီးသတင်းထွက်နေတဲ့ပုံမှာရေရေပွေဖြူကချက်ချင်းဆိုသလိုဖြေရှင်းလာခဲ့ပါရီမိခင်ဖြစ်သူကသတင်းထွက်နေသလိုကွေလုံနေတာ၃ရက်ရှိနေပြီဆိုတာလောကမဟုတ်ပါဘူး24ရက်နေ့မနေ့ပိုင်းမှသာကွေလုံသွားခဲ့တာဖြစ်ပြီးနာတာရှည်အိတ်ရဲလဲနေတဲ့ယောဂါကြောင့်မဟုတ်ပေကွေလုံရတာလို့ဆိုပါရီကွေလုံရတဲ့အဓိကအကြောင်းရင်းကတော့သွေးတိုးဆောင်တက်သွားတာကြောင့်ပါ ပြီးခင်ဖြစ်သူဒေါခင်တဝဲမှာသွေးလိုရောဂါရှိတာဖြစ်ပါတယ်။သွေးလိုရောဂါကသွေးတက်သွားပြီဆိုရင်ကြောက်ရတာမို့မိခင်ဖြစ်သူကလည်းသွေးတိုးစောင့်တက်ရင်းနဲ့ကွယ်လွန်သွားခဲ့ရတာပါ။သွေးတိုးရောဂါကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့အတွက်ရှည်ရှိပွေဖြူလည်းရန်ကုန်မှာဝန်းနေနေရပါတယ်။ဒေါခင်တန်းဝင်းကအသက်64နှစ်သားရှိသေးတာဖြစ်ပါတယ်။အသက်64နှစ်မို့တာသမီတွေပေးတာမှာအချိန်ကြာကြီးနေလိမ့်မယ်လို့ထင်ထားပေမဲ့မမြင်နိုင်တဲ့ကံကြမ္မာကြီးကြောင့်ခွဲခွာသွားခဲ့ကြရပါပြီ။ ရှိရှိပွေဖြူတော့ကမောင်နှမနှစ်ယောက်ရှိတာဖြစ်ကအမဖြစ်သူကနိုင်ငံသားမှဖြစ်ပါရီဒါကြောင့်မလို့မိခင်ဖြစ်သူရဲ့နာယီကိစ္စနဲ့ပတ်သက်ပြီးတော့ကိစ္စအဝဝကိုရှိရှိပွေဖြူကစပြီးရောစီစဉ်နေပါပြီနာယီတွေစီစဉ်နေတဲ့ကြားထဲကနေတတိယမားတွေလွင့်ခင်ရတာကြောင့်သူ့အိမ်လေးစိတ်ဆင်းရဲနေရတာပါသွေးတိုးယောဂာနဲ့ကွယ်လွန်တာကိုတရင်မာလွင့်ခံနေရတဲ့ရေပွေဖြူမိခင်ဒေါခင်တန်ဝင်းလေးကောင်းရာတုဂတိလာပါစေကြောင်းဆုတောင်းပေးလိုက်ပါရရှင်။ အားမင်းနှဆိုင်ခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါမယ်။အားမင်းနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ကြပါစေရှင်။